တေဆောင်းသူ3354ဦးထိရှိလာခဲ့ပြီဖြစ်တဲ့မြင်းကလေးဘေးတဲ့ညီမနိုင်ငံကိုပံ့ပိုးကူညီကြဖို့ကုလသမဂ္ဂအဖွဲ့ကဧပြီ9ရက်မှာကမ္ဘာနိုင်ငံတွေကိုတောင်းဆိုလိုက်ပါတယ်နိုင်ငံတကာကပံ့ပိုးကူညီကြဖို့ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီအကြီးအကဲပရန်ဖလက်ချာကမြင်းကလေးနှုတ်ခတ်ရာဗဟိုချက်မှမြန်မာနိုင်ငံရဲ့ဒုတိယအကြီးမားဆုံးမန္တလေးမြို့ခရီးစဉ်အတွင်းမြစ်တာရက်ခံခဲ့ပါတယ်ထိခိုက်ပျက်စီးမှုကမယုံနိုင်လောက်စရာပါ အသက်တွေ ဆုံးရှုံးခဲ့တယ်၊နေအိမ်တွေပျက်စီးခဲ့တယ်။ဒါပေမဲ့မြမပြည်သူရဲ့အကျဉ်းခံနိုင်မှုကမယုံကြည်နိုင်လို့ဆရာပါလို့၎င်းရဲ့လူမှုကွန်ရက်အိတ်မှာရေးသားခဲ့ပါတယ်။ကဘာကြီးကမြမပြည်သူတွေကိုခက်ခဲနေချိန်မှာပံ့ပိုးကူညီရပါမယ်လို့ Translat ချာကဆိုပါတယ်။တရုတ်အိန္ဒိယနဲ့အာဆီယံနိုင်ငံတွေဟာကယ်ဆယ်ပစ္စည်းတွေနဲ့တီတူ28တန်းခန့်နေထိုင်ရာ မြင်းကလင်းဘေးသင့်ဒေသတွေမှာ ပြန်လဲထူထောင်ရေးမှကုနေဖို့ကယ်ဆယ်ရေးသမားတွေဆင်းလုခဲ့ပါတယ်။မလင်းတန်းတင့်တိုင်းဝိုင်းတွေကိုပံ့ပိုးကုနေဖို့မြန်မာနိုင်ငံမှုထွန်လာကိုတန်းထက်မနဲ့လှူရန်ဖို့အမေရိကန်နိုင်ငံကခရီးပြုတ်ခဲ့ပေမဲ့ဒီပကုနေပေးအစီအစဉ်တွေဖျက်သိမ်းမှုက တုံ့ပြန်မှုကိုတက်ရောက်စေခဲ့တယ်လို့အမေရိကန်တာဝန်ရှိသူဟောင်းတွေကပြောပါတယ်။မြန်မာစစ်ကောင်စီဟာထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့ ဒေတာရင်းနေပြည်သူတွေထံအကူအညီပေးမှုကိုကန့်တက်နေတယ်လို့ကုလသမဂ္ဂလူခွင့်ရေးမဟာမင်းကြီးယုံကဧပြီလ၄ရက်မှာပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရန့်အစိုးရရဲ့လူသားချင်းစာနာမှုအကူအညီပေးရေးအေဂျင်စီဖျက်သိမ်းမှုကြောင့်အမေရိကန်နိုင်ငံကမြန်မာမြေငလင်ဘေးမှာမကူညီနိုင်ဘူးဆိုတဲ့ဆူဆွဲချက်တွေကိုနိုင်ငံရေးဝန်ကြီးမာကိုရူဘီရိုကပယ်ချလိုက်ပါတယ်။ မြန်မာမှာမြင်းကလင်းလုခွက်မှုလိုမျိုးဘေးအန္တရာယ်တွေကိုအမေရိကန်နိုင်ငံကဖမ်းကြောင်းအသေးပဲရှိရှိ မတုံ့ပြန်ခဲ့တယ်လို့ BBC သတင်းဌာနကမေးမြန်းခဲ့ရာကျွန်တော်တို့ကကမ္ဘာအစိုးရမဟုတ်ပါဘူးလို့မာကိုရူဘီရိုကဖြေကြားခဲ့ပါတယ်။ USA ဖြစ်သိမ်းမှုကြောင့်အမေရိကန်နိုင်ငံကမြန်မာမြင်းကလင်းဘေးမှာကယ်ဆယ်ရေးသမားတွေအနှံ့ခံခွေးတွေမစင်နှုတ်နိုင်ခဲ့ဘူးလို့တာဝန်ရှိသူဟောင်းတွေကဒီသတင်းပတ်အစောပိုင်းမှာပြောကြားခဲ့ပါတယ်။ ကဘာပေါ်မှာချမ်းသာတဲ့ဒိုင်းမီတွေအများကြီးရှိပြီးအဲ့ဒီဒိုင်းမီတွေကဝိုင်းခုပေးတင်ပါတယ်ကျွန်တော်တို့တက်နိုင်တလောက်ခုနီမှာဖြစ်ပေမဲ့မြန်မာနိုင်ငံဟာကယ်ဆယ်ရေးဆောင်ရွက်ဖို့လွယ်ကူတဲ့နေရာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာအမေရိကန်နိုင်ငံကိုမကြိုက်တဲ့စစ်ကောင်စီရှိနေပါတယ်လို့မာကိုရူပီရွန်ကရှင်းပြပါတယ်အခုညီပေးဖို့ဝင်ခွင့်မရတာမြန်မာစစ်ကောင်စီကြောင့်လို့မာကိုရူပီရိုကဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲမြို့မှာကျင်းပတဲ့နေတိုးအစည်းအဝေးမှာသတင်းတောက်တွေကိုပြောပါတယ် ကျွန်တော်တို့လူသားချင်းစာနာမှုအကျက်တဲမှာဆက်လက်ပြီးကူညီကြပါတယ်အခြားတိုင်းမိတွေကိုလည်းဒီလိုလှုပ်ဖို့လိုအပ်ပါတယ်တရုတ်နဲ့အိန္ဒိယကချမ်းသာတဲ့တိုင်းမိတွေဖြစ်ပါတယ်ကမ္ဘာပေါ်မှာချမ်းသာတဲ့တိုင်းမိတွေများစွာရှိနေပြီးဝိုင်းကူတင်ပါတယ်လို့၎င်းကဆိုပါတယ်တရုတ်နဲ့အိန္ဒိယတို့ဟာမြန်မာနိုင်ငံမှာမြင်းကလေးလှုပ်ခတ်ပြီးနောက်ကဲဇေးအဖွဲ့တွေအရင်ဆုံးဆင်လွတ်ခဲ့တဲ့တိုင်းမီတွေဖြစ်တယ်လို့အမေရိကန်လူသားချင်းစာနာမှုဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်